ျွန်တော်တို့ဘုံတိတ်ကရှိတော့ရွေးကောက်ပွဲဖြစ်ဖို့အရေးကြီးကြပါတယ်ဒီကိစ္စလေးဆိုရင်တော့ဖြစ်သွားပြီဆိုရင်နောက်ပြည်သူလူထုယုံကြည်မှုတွေပိုတိုးလာပါလိမ့်မယ်ရွေးကောက်ပွဲတည်ငြိမ်ချမ်းမှုရှိဖို့လိုအပ်ပါတယ်အခုယနေ့အချိန်ကတော့တော်တော်လေးတော့ဂျုံကန်ကြိုးစားရမှာစွန့်စားရမှာပဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့နေမင်းတည်ငြိမ်မှုဆိုတာအလုံးတည်ရဲ့အတိုင်းပဲလေရွေးကောက်ပွဲအကြောင်းဖြစ်သွားတဲ့ပြဿနာရွေးကောက်ပွဲနဲ့ပြန်လည်ဖြေရှင်းဖို့တော့လိုအပ်တာပါနော်ဒါလူထုမှလည်းဒီမဲထဲဖို့ကိစ္စလေးတော့တူတော့တူတော့ဖြစ်မယ်သူကလူထုကတော့မဲထဲကျတယ်ဒါပေမဲ့လည်းလုံခြုံရေးတက်ကို စိတ်မချတဲ့ခါကျတော့တစ်ဖက်ကလည်းလူချုံကြီးဘက်ကကောင်းကောင်းမွန်မွန်လေးဆောင်ရွက်ပေးနိုင်တယ်ဆိုတဲ့ကဏ္ဍမျိုးတွေတခုပေါ့နော်နောက်တစ်ချက်ကဒီကျွန်တော်တို့ရွေးကောက်ပွဲပြီးသွားရင်ဒီ ကျွန်တော်လွတ်တော်ကြီးပေါ်လာရင်ဒီအစိုးရနဲ့ဘာတွေလုပ်ပေးမယ်ပေါ့နောက်တက်လာဆိုတာလူထုကျွေးဘာလုပ်ပေးမယ်ဆိုတာလူထုကိုနိုင်ငံရေးကတိလေးတခုတော့ပေးတင်တယ်ဆိုအကြောင်းလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်လည်းလူထုကစိတ်ဝင်စားမှုရှိတယ်ဒါပေမဲ့အကြောက်တရားကလွန်မိုးနေတယ်အဲ့ဒီအတွက်ကိုလူရောက်ဘက်လူချိုကြီးတက်ကိုဘလို့စီမံဆောင်ရွက်ထားတယ်ဆိုတဲ့ကဏ္ဍလေးတော့တိပေးတင်တာပေးရမယ်လူချိုကြီးကဏ္ဍတော့အရေးကြီးပါတယ်လူထုကိုတိပေးတင်တာပေးမယ်တစ်ဖက်ကစစ်စစ်စရာရှိစစ်စစ်မှာပေါ့ ဒီနေမြေရှင်ကတော့ဒါဒီဘက်ကပါတီတော့အခက်ခဲတော့ရှိပါတယ်ပြည်မပါတီတွေဒါပေမဲ့တိုင်းနာဒေတာမဟုတ်ကျွန်တော်တို့ကကချင်ပြည်နယ်အခြေစိုက်ဆိုတဲ့အခါကျတော့ကချင်ပြည်နယ်မှာဆိုရင်လောဆယ်ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်တော့ကိုမျိုးနေတော့တိုင်း ကျင်းပလို့ရတာပေါ့။ဒါကလေစမဲစီမဲကွန်တက်ကချစ်တဲ့ရွေးကောက်ပဲရှိမယ်။မြို့နယ်အပြည့်မဟုတ်ပေမဲ့လည်းလူအများစုနေထိုင်ရတဲ့ဒေသချို့တွေတည်တည်လေးတော့ကြာမှာပေါ့ကြည့်ရအောင်စုချို့တွေတော့အဲမျိုးနေကကိုမျိုးနယ်တော့တော့ကောင်းကောင်းမှကျင်းပလို့ရတဲ့အခြေအနေရှိတယ်ပေါ့နော်။အဲ့ဒါလေးအခုကျွန်တော်လို့ပါတီရဲ့လှုပ်ရှားမှုတွေအနေနဲ့ကတော့ဒါကကျွန်တော်တိုင်းနာပါတီဖြစ်တဲ့ခါကျတော့လွလွလာမဟုတ်ပေမဲ့လည်းကျွန်တော်တို့အခုအဆွေမျိုးတွေကြားထဲမှာတော့ပါတီရဲ့လှုပ်ရှားမှုတွေအကုန်စိတ်ဝင်နေတာသူကစာရကျွန်တော်တို့ လှုပ်ရှားလို့ရတယ်ပေါ့ဒါသူတို့တိကျွန်တော်တို့ကိုတော့စကားပြောမစင်ကိုရဒေတာနဲ့စကားပြောမစင်တော့ကိုရဒေတာစကားပေါ့ဗျာဂင်းနီချန်းစကားဝိုင်းပေါ့အဲတာရင်နိုင်တော့တယ်ပြောတယ်နော်အလုတ်ကင်တော့တော့တယ်စပိုင်းကြီးကောက်ဆိုင်လည်းပြောတယ်အဲရင်းနှီးချန်းစကားဝိုင်းလေးနဲ့လူကြီးကြားထဲမှာယူကောက်ပွဲကိစ္စလေးတော့ကျွန်တော်တို့ဒီနေ့ကဆိုင်မှာပုံစိတ်ဟိုကပြောကြားနေပြီဆိုတော့ကြောင်းလေးပါလေအခု MVP 3ဦးတက်ကတော့ယူကောက်ပွဲကော်မရှင်ကတော့သူကဟိုမှာ ွင့်စင်းတာပေါ့နော်ပြည်နယ်တော့အုပ်ချုပ်ရေးကဏ္ဍအဲ့လောက်ပဲသူပြနိုင်ရဲ့ဒါပေမဲ့လူထုကိုကျင်ကျင်ပြပြပြရမယ်တော့အဓိကတော့ကျွန်တော်ဒီရေကောက်ပွဲမှာမီဒီယာကိုအဓိကအားထားပါလိမ့်မယ်အာဘာဆိုတော့ဒီဆက်ဆက်နဲ့ပြလာဆိုတော့မီဒီယာပေါ်မှာတောက်ချောက်တင်ပြီးနေ့နေ့စဉ်ပြပေးပေါ့ဗျာမဲထဲမှုစနစ်ကလေးတွေအားစဒါအောက်ခြေကွင်းမစင်းနိုင်မြင်မယ်လူတိုင်းလည်းထပ်ဖုံးရှိတယ် ဖုန်းကနေဆင်တဲ့တောက်ချောင်းမစစ်တွေပို့ပြီးမှဒီကိစ္စကိုထည့်ပါလေဆိုတဲ့အမျိုးများများပြပြီးဖို့တော့လိုအပ်တယ်ပေါ့နော်။ဒီရေကောက်ပွဲကြီးကနေမြေပြင်ရှင်တွေမှာကွင်းစင်မှုခက်ခဲတဲ့အခါကျတော့ကျွန်တော်အတိအကတော့မီဒီယာကိုအားထားပြီးအလုပ်လုပ်ရပါလိမ့်မယ်။ကျွန်တော်လည်းအဲ့ထွက်ပေါက်ဆိုတဲ့ဥစ္စာလေးကိုပြောပြောနေတာကျွန်တော်တို့အားလုံးကလည်း NASA ကထွက်ပေါက်ပြည်သူ့ရဲ့ထွက်ပေါက်ပေါ့နော်။ဒါဒီမိုကရေစီကျွန်တော်ကဒီရေကောက်ပွဲကြီးကမျိုးတော့ကျွန်တော်မတုံ့ပြန်ဘူးဗျ။ထွက်ပေါက်ဆိုတဲ့ဥစ္စာရဲ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီမိုကရေစီစနစ်ကိုကျင့်တုံးမယ်လို့တနင်္ဂနွေလုံးတတ်မတော်အပေါင်းဝင်အားလုံးလက်ခံတာအကြမ်းတစ်ခါကြောင့်ဒီမိုကရေစီ စီစနစ်ကိုကျင့်သုံးမယ်လို့ပြောရင်ရွေးကောက်ဖို့ဖြတ်တန်းရမယ်။ तू ကအနာဟုတ်တခါတည်းချိန်နဲ့ဘီယင်စနစ်လို့အများအားစုပိုင်ထားတဲ့စနစ်မဟုတ်ဘူးလေ။ဒီမိုကရေစီ9နှစ်တချိန်တော်တော်ကောင်း၊6နှစ်တချိန်တော်တော်ကောင်းဖြတ်တန်းရမှာဖြစ်ပါလေ။ဒါကတော့အခုရွေးကောက်ပွဲကျင်းမှာ2020ရွေးကောက်ပွဲအကြောင်းပြုပြတ်သွားတယ်။ပြတ်သွားတဲ့2000ဒီ 25မှာကျတော့9နှစ်စီကျင်းပမယ်ဆိုတာကျွန်မဖြစ်မနေကျင်းပရပါလိမ့်မယ်ဒါဒီမိုကရေစီရရွေးကောက်ပွဲကိုဖျက်ဆီးတာပေါ့နော်ပြည်သူကလည်းဒီမိုကရေစီရအနစ်သာရရှိရှိမဲထည့်စီခြင်းပါလားဒါပေမဲ့အခုဖြစ်ဖြစ်နေတဲ့အခြေအနေခဏကချင်းပြလို့ပဲအခြေအနေကြောင့်မို့ပြည်သူမဲထည့်လာမှု နေကောင်းနေလိမ့်မယ်ဒါပေမဲ့ဒီမိုကရေစီစနစ်ကတော့လွတ်တော်ကြီးပေါ်လာမယ်အုပ်ချုပ်ရေးပေါ်လာမယ်အဲ့မျိုးတွေတော့ဖြစ်စေချင်တာပေါ့နော် transport ဆိုတဲ့စကားလုံးကိုကျွန်တော်တိတ်တုံးနေမှုဗျအဲ့တော့ဒါအခုကျွန်တော်တို့နိုင်ငံကဒီမိုကရေစီအတွင်ကူပြောင်းရေးလုပ်ခဲ့တာက2010ကစပြီးမှဆိုတော့ယနေ့25ဆိုတဲ့အခါကျတော့25နှစ်ကြည့်ပြီးတော့ ကျော်လို့ရတော့နော်59နင်းနင်းနင်းဟောတော့တက်တက်တာ30 40တွင်မှာဒါဒီမိုကရေစီမြင့်တာနေပြီမဲ့ဒီမိုကရေစီနစ်ကိုကျွန်တော်ကျင့်သုံးမယ်လို့ပြောတာပြည်သူကလည်းမဲထည့်စေချင်ပါလားအပီဒီရဲ့ဘဝလုံခြုံရေးအတွက်ကိုဒီလွတ်တော်ကြီးကနေဆုံးဖြတ်မယ်ပီဒီဘဝတုတ်တဲ့လွတ်တော်ကနေဆုံးဖြတ်ကြလောက်ကြမယ်ဆိုရင်တော့ဒါချဲ့ရင်ပဲလဲပေါ့နော်ဒီအစိုးရအောင်လဲလွတ်တော်ထင်ကြောင်းမယ်ဒီလွတ်တော်ကြီးရတဲ့မီဒီယာတွေဘာတွေကစောင့်ကြည့်မယ်တော့တရားကြီးရတဲ့အမခံမယ်လွတ်တော်ပြောစကားတွေအဲမျိုးတွေချဲ့ရင်ပဲလဲအကုန်ထိန်းသွားမယ်ဆိုရင်ကောင်းမှုနဲ့ဒီမိုကရေစီ ူပြောင်းရေးကိုရောက်ရှိသွားမှာပါယနေ့ကဒီမိုကရေစီအတွင်းကူပြောင်းစားပဲရှိသေးတယ်လူတွေအနေနဲ့ကဒီမိုကရေစီပြန်စိတ်တုံးသွားတာပေါ့နော်စိတ်တုံးသွားတဲ့ကိစ္စတွေနောက်ဆုတ်သွားတယ်လို့ပြောချင်ပါတယ်စိတ်စိတ်တုံးသွားတယ်ဆိုင်တော့နောက်ဆုတ်သွားဆိုစကလုံးပေါ့ဘာကြောင့်နောက်ဆုတ်သွားတာလဲပြန်တုံးတက်ဖို့လိုပါကျွန်တော်တို့ကစနစ်ကိုအရှိပြုတဲ့နိုင်ငံကိုတိဆောက်ဆင်ပါလေလူပုဂ္ဂိုလ်အရှိပြုနိုင်ငံတက်ကိုစနစ်ကိုအရှိပြုတော့နိုင်ငံကိုကျွန်တော်တွားကြမယ်ဆိုရင်ဒီမိုကရေစီကဘယ်တော့မှနောက်မဆုတ်ဘူးစိတ်မတုံးနိုင်ဘူးလို့ကျွန်တော်အနေနဲ့ပြောချင်ပါလေ